မင်္ဂလာပါခရစ်တက်တယ်ဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမော်ကောမြို့အဝင်းနာရှိစစ်ကောင်စီစခန်းကုန်းတစ်ခုကိုတော်လရဲအင်အားစုများတိမ့်ပိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မော်ကောမြို့အနောက်ဘက်မြို့ဝင်းနာရှိစစ်ကောင်စီစခန်းကုန်းတစ်ခုကိုတော်လရဲအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီအနေနဲ့မြို့ရင်းထဲမှာစစ်ကောင်စီအနေနဲ့မြို့တွင်းထဲမှာကင်းလေတာတွေနဲ့လက်နက်ကြီးစမ်းသပ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ် ပြီးခဲ့သည့်နိုဝင်ဘာလနောက်ဆုံးပတ်မှာစတင်ပြီးစစ်ကောင်စီအင်အားအများပြားဟာတီအန်လန်လီနဲ့အတူမော်ကောမြို့အတွင်းကိုဝင်ရောက်လာပြီးနောက်အရင်သူတို့အထံချဖူးရနေရာတွင် အရေးကြီးနေရာတွင်နေမျိုးပေါ်အစိုးရရုံးနေရာတွင်မှတက်ချမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်သားတွေအနေနဲ့တော်လရင်အင်အားစုတွေစုခွာရောင်းမော်ကောမြို့ပြင်နေရာတွင်အထိစစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့တာကြောင့်ຫນွေဥတော်လရင်အင်အားစုတွေနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွေလည်းပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုထိတွေ့မှုတွေဖြစ်ပွားရမှာတော်လရင်အင်အားစုတွေအရင်ကတည်းကအားကောင်းရမုကုံမြို့အနောက်ဘက်မှာဒါမကောင်းမုကုံမြို့အစီအချံတွေမှာပါတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပြီးယခုရပိုင်းအတွင်းမှာတော်လရင်အင်အားစုတွေကမုကုံမြို့အနောက်ဘက်ရှိစစ်ကောင်စီအခြေပြုရာတပ်စခန်းတစ်ခုကိုရရှိခဲ့တယ်လို့မြေပြင်တော်လရင်ရဲဘော်တအူးကအသိပြုပြောဆိုပါတယ်မကောမြို့အနောက်ပိုင်းကစကန်ကုန်းတစ်ခုကိုတိမ်မိုက်ရရှိတယ်ဆိုတာအတည်ပြုလို့ရပါတယ်ခင်ဗျာ လက်ရှိတိုက်ပွဲချင်းတွေကတော့ပြောခွင့်မရှိလို့ပါအချို့အကြောင်းအရာတွေကရှုပ်ထွေးပါတယ်တရင်းလုံကြုံကြီးအတွက်နားလည်ပေးပါခြုံပြီးပြောလို့ရရင်အခြေအနေကောင်းပါတယ်လို့မြေပြင်တော်လှန်ရေးရဲဘော်တအူးကပြောပါတယ်တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုးကုံမြို့အနောက်ပိုင်းဘောလုံးကြီးဘောလုံးလေးရွာပဲရှိစခန်းဟာမိုးကုံမြို့အနောက်ဘက်မြို့အဝင်ကြောင်ဖားရွာနေနီးကပ်ပြီးငားမိုင်ခန္ဓာရှိတယ်လို့သိရပါတယ် ဒါအပြင်မကုံမြို့အတွင်းရှိစစ်ကောင်စီတပ်သားတွေအနေနဲ့တော်လန်ရဲအင်အားစုတွေနဲ့စတင်တိုက်ပွဲဖြစ်ပွားရာအချိန်မှစပြီးမျိုးရင်းထဲမှာဂျာမကန်အပါဝင်ကာလီစီနဲ့မကြာခဏကင်ဘတ်သားတွေဆောင်ရွက်နေတယ်လို့သိရပါတယ်ဒါရီမကမကုံမြို့ရင်းကိုစစ်ကောင်စီတပ်တွေပြောင်းဝင်လာစဉ်တခါတည်းယူဆောင်ခဲ့တဲ့တန်ချက်ကားကားတွေနဲ့ဟောင်းဝင်းစာလက်နက်ကြီးတွေကိုလည်းမျိုးရင်းမှနေရာချထားမှုတွေပြုလုပ်နေပြီးစံတပ်ပြခတ်သားတွေလုဆောင်နေတယ်လို့မြေပြင်သတင်းရှင်းပြကပြောဆိုပါတယ်။ မြို့ထဲမှာကကာလီစီနဲ့ကင်ပတ်တဲ့သုံးစီကလူအပြင်ကျန်တဲ့စီကဂျာမကနဲ့ပတ်တာပတ်နေရတာကြောင့်နေချတဲ့နဲ့သူတိုင်းပြီးတော့လက်နက်ကြီးတန်တွေလည်းမကြခဏကြားရတဲ့မြေပြင်မှာပြစ်ခတ်တယ်မကြပဲနေတော့တချက်နဲ့ချက်လက်နက်ကြီးလှမ်းထုတယ်ဆိုတော့စမ်းနေတာထင်တယ်လို့သူကပြောပါတယ်စစ်ကောင်စီအနေနဲ့မော်ကောမြို့နေသူမိုးမိတ်ကိုလည်းဝင်ရောက်မှုတွေရှိနေပြီးမိုးမိတ်မှာလည်းအလားတူတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ် ဒါအပြင်မိုးကုတ်မှာလက်ရှိသိမ်းပိုက်ခဲ့တဲ့ဘောလုံးကြီးဘောလုံးလေးကျေးရွာအနီးစကန်ကုန်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေကူသားဖို့အတွက်ပြည်ဦးလင်းမျိုးကုန်းကိုအစီစဉ်နဲ့ကိုပို့ဆောင်ထားရတယ်လို့လည်းဒေသခံတွေထံမှသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတာငူလေးစိတ်ကိုဝရန်စိအဖွဲ့ကအသေးကန်တုံးတွေနဲ့တိုက်ခိုက်ဆွဲတဲ့င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘကိုတိုင်းကေတုမနီတာငူလေးစိတ်ကိုအစင်းမြက်အပီဝီအသေးကန်တုံးတွေနဲ့တိုက်ခိုက်ခဲ့ရန်လေးချောင်းထိန်သိမ်းရေးမျိုးစင်းနဲ့ ဂျမားရီထားတဲ့နေရာထိကမ်းမှုရှိတယ်လို့ဝရစင်အဖွဲ့ရဲ့သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။လေတောင်းကာကွယ်ရေးအစီအစဉ်ကိုဖျက်ချပြီးလေတဝင်းနဲ့ကိုအန်ဒီချမ်ပီအပီဝီဒုံတွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။နှစ်စီးကတော့ပြမကိုတီးတီးကြကြပါပဲ။ဂျန်နစီကတော့နှင်းတအားကြလို့လွဲချော်ခဲ့ပါတယ်လို့စစ်စင်ရင်နဲ့ပတ်သက်ပြီးပြောပါတယ်။ ဒီစစ်စင်ရေးကိုဒီဇင်ဘာလ၄ရက်နေ့နံနက်၈နာရီ၅မိနစ်မှာဝရစင်တပ်ဖွဲ့ကဦးဆောင်ပြီးမြေပြင်တိုက်ခိုက်ရေးမဟာမိတ်အနေနဲ့တန်နာမြပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒီစစ်စင်ရေးကို Operation တန်နာဖို့လို့အမည်ပေးထားပြီးတနိုင်ငံလုံးကပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်တွေကိုလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကိုပြန်လည်ထိုးစစ်ဆင်သွားမယ်လို့ဝရစင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ Operation တန်နာဖို့အနေနဲ့လှုပ်ဆောင်တဲ့ပထမဆုံးလုပ်တဲ့စစ်စင်ရေးလို့သိရပါတယ်။ တိုက်ခတ်မှုကြောင့်လေရင်အသက်ဆင်းထိန်ချုပ်တဲ့လေကြောင်းထိန်းသိမ်းရေးမျှော်စင်နေဒုံးတိုက်ခတ်မှုတွေကိုကာကွယ်ဖို့တက်ဆင်ထားတဲ့စစ်ကောင်စီရဲ့ဂျာမားဆက်တွေမိလောင်ခဲ့တယ်လို့ဆိုပါတယ်။တော်တော်ကျေနပ်ပါတယ်။ကျွန်တော်တို့ရန်သူလေကာဧရိယာတဲမှာတည်တည်ငြိမ်ငြိမ်တိုက်ခိုက်နိုင်ခဲ့တာပါလို့စစ်စင်ရေးနဲ့ပတ်သက်ပြီးအထက်ပါတာဝန်ခံကပြောပါတယ်။ဒီတိုက်ခတ်မှုအပြီးမှာစစ်တပ်ဘက်ကနေ MI-35 ရဲရင်နဲ့ပြန်လည်တိုက်ခတ်မှုတွေရှိခဲ့တယ်လို့ဝရစင်အဖွဲ့ကအတည်ပြုပါတယ်။ကျွန်တော်တို့စနိုက်တိုက်ပွဲဝင်မှမင်းဤပညာနဲ့ အော်ပရေတာတွေအစင်းနေမှာကျွန်တော်တို့အဖွဲ့ကိုကိုပါမဖောက်မပြန်မင်းအလွယ်တုံးစားမလုပ်ဖိတော်လန်ကြီးအတွက်ပြည်သူအတွက်အလုံးလုံးခွင့်ပြုပါလို့အထက်ပါတရင်းနဲ့ပြန်ချိုင်းတာဝန်ခံကပြောပါတယ်ရှင်ဆလပင်ဖြူမြို့နယ်မှာကင်းပတ်ရန်ထွက်လာသည့်စစ်သားများကိုတိုက်ခိုက်မှုတုံးဦးတင်ဆုံးပြီးတနက်နယ်လန်နဲ့ခရမ်းများတင်စီရာရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘကုတ်တန်းဖြူမြို့နယ်ဇေယဝရီမြို့မှာကင်းပတ်ရန်ထွက်ခွာလာသည့်အစမတ်စစ်သားများကိုတိုက်ခိုက်ရာတုံးဦးတင်ဆုံးပြီးတနက်နယ်လန်နဲ့ခရမ်းများတင်စီရာမိကြောင်း ဖြူတန်းစစ်ပီဘက်တပန် organization ဖြူမြို့နယ်ပကဖားမှတာဝန်ရှိသူကပြောဆိုပါတယ်ဒီဇင်ဘာလ၄ရက်နေ့နနက်09:30မိနစ်ခန့်မှာဇေယဝတီမြို့ချက်ကွင်းကျေးရွာဘက်ကကင်းလက်ရံထွက်ခွာလာသည့်ဖြူမြို့နယ်ပကဖားမှရဲဘော်များနှင့်စားကွင်းရွာစစ်တပ်ကိမှကင်းလက်ရံထွက်ခွာလာသည့်စစ်သားများချက်ကွင်းတာဝါတိုင်းအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဖြူနေ့တိုက်ပွဲသည်မိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်သား၃ဦးသေဆုံးကာ ကြည်တင်နဲ့မြင့်ကြည်ဆိုသည့်စစ်သား၂ဦးကိုအစင်ဖမ်းမိခဲ့ကြောင်းထို့သူအစင်ဖမ်းမိခဲ့သည့်စစ်သား၂ဦးကိုဖြိုးမြို့နယ်ပကဖားဒုတက်စုမှုမှစစ်စေးမြင်းမြန်းစဉ်တနက်လူရွတ်ထွက်ပြေးရန်လုဆောင်ခဲ့တာကြောင့်ပြစ်ခတ်ခဲ့ရာမှာ၂ဦးစလုံးတင်ဆုံးခဲ့ကြောင်းသိရပါသည်ကြည်တင်ဆိုသူကဖြူမြွနယ်ခမာယ336တည်ရင်မှပင်စင်ယူထားသည့်တက်ကြက်ကြီးဖြစ်ပြီးအကြမ်းတ်စစ်တပ်ကအာဏာသိမ်းချိန်မှာဖြူမြွနယ်အတွင်းစီတကွန်နိုင်ကိန်းနဲ့စားကွန်းကိန်းများမှအဖွဲ့ကောင်းဆောင်အဖြစ်တာဝန်ယူထားပြီးပြည်သူများကိုနှိမ့်ဆက်နေသူဖြစ်ကြောင်းသိရပါသည်။ ဒါအပြင်တိုက်ပွဲအတွင်းအကြမ်းမဲ့စစ်သားများထံမှជីတရီတနက်တလန်ជីဖော့တနက်တလန်ជីဘာငါပေါင်းနဲ့ជី15000တို့ကိုတင်းစီရာစီခဲ့ကောင်တော်လရင်ရက်ပေါ်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။နှစ်ဦးစလုံးအတူထွက်ပြေးတာပါជីတင်းကခေါင်းဆောင်ပါအတော်ဆိုတာပါနှစ်ဦးစလုံးပြစ်ခတ်ဆင်းလင်းခဲ့တာပါကောင်းကောင်းမွန်မွန်မင်းနေတာကိုမထင်မဖိန်တနက်လူထွက်ပြေးလို့ဘေးကရဲဘော်တွေကပြစ်လိုက်ရတာပါလို့ဖြူတောင်ရှိပြည်ပတပ်အော်ဂနိုက်ဇေးရှင်းဖြူမြွတ်နယ်ပါကဖာမှာတာဝန်ရှိသူကပြောဆိုပါတယ်ရှင် ဆက်လက်ပြီးပခုတ်ကူနယ်မြိုင်းမြို့နယ်အစပ်မှာစစ်သားများလိုက်ပါလာတဲ့ကာဒစင်းနဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်မှုစစ်သားအလောင်းတလောင်းနဲ့ခေရန်များတင်စီရရှိပြီးပြည်သူနှစ်ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အစပ်မှာစစ်သားများလိုက်ပါလာတဲ့ကာဒစီနဲ့စစ်တောင်းကိုမိုင်းဆွဲတိုက်ခိုက်ရန်အကြမ်းမဲ့စစ်သားအလောင်းတလောင်းနဲ့ခရယံများတင်စီရရှိပြီးပြည်သူနှစ်ဦးကိုလည်းကဲထုတ်နိုင်ခဲ့ကြောင်းကမ္မဒေသတော်လှန်ရေးတပ်မဆိုးမှတာဝန်ရှိသူကပြောဆိုပါတယ် ဒီဇင်ဘာလ၄ရက်နေ့မှာနှောင်ချပြင်ပြူစော်တီစကန်အနီမှာအကြမ်းမဲ့စစ်သားများလိုက်ပါလာသည့်ကားတစ်စီးကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းမိုင်းဆွဲတိုက်ခတ်မှုအတွင်းစစ်သားများထိခိုက်မှုရှိပြီး၎င်းတို့စီးနှင်လာသည့်ကားကိုလမ်းမိုင်းတန်နေရာမှာထားခဲ့ပြီးထွက်ပြေးသွားကြသည့်ရပါသည်အကြမ်းမဲ့စစ်သားများဖမ်းဆီးလာသည့်ကားပေါ်မှလိုက်ပါလာသည့်ကမ္မမျိုးအမှတ်၃ရပ်ကွက်မှ ပြည်သူ၂ဦးကိုလည်းကမ္မတပ်ပေါင်းစုကနေမြေရှင်လင်း၍ကဲထုတ်နိုင်ခဲ့ကြောင်းသိရပါသည် အလာတူဇင်းဒီမှာပခုတ်ခုခရံအတွင်စစ်ကြောင်းထူလာသည်အကြမ်းမတ်စစ်တပ်၏မိထီလာတမ69လောက်ခန့်ခမာယလေးသိခွန်တရင်လေးသိစစ်တရင်နေလေးသိကိုတရင်များမှစစ်သားများလိုက်ပါလာသည့်စစ်ကြောင်းကိုတော်လိုင်းရဲတပ်မစုများကကမ္မမျိုးနယ်နဲ့မြိုင်မျိုးနယ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြသေးရပါသည် ထိုမှန်ဆွဲတိုက်ခိုက်ခဲ့သည့်နေရာကိုတော်လန်ရဲတပ်ဖွဲ့များကနေမြရှင်လင်းရေပြုလို့စဉ်စစ်သားအလောင်းတလောင်းနှင့်လက်နက်ကြီးကြီးများအပါအဝင်ခရဲများတင်စီရရှိခဲ့ကြောင်းသိရပါသည်ပကောက်ကူနယ်မြန်အဆက်မှာစစ်ကွေးစစ်ကြောင်းကိုစစ်ကွေးတွေလိုက်ပါလာတဲ့ကားကိုကောင်မန်းဆွဲတိုက်ခိုက်ခဲ့တာစစ်ကွေးတွေထိခိုက်မှုရှိပါတယ်ကျွန်တော်တို့နယ်မြေရှင်းလင်းတဲ့အချိန်မှာတော့စစ်ကွေးအလောင်းတလောင်းနဲ့ခရဲအတင်းစီရရှိပါတယ်စစ်ကွေးတွေဖန်လာတဲ့ပြည်သူနှုတ်ဦးကိုလည်းကဲထုတ်နိုင်ခဲ့ပါတယ်လို့ကမ္မထေသာတော်လိုင်းရဲ့တပောင်စုမှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခတ်မှုများကိုကမ္မတပ်ပေါင်းစုမကွေး PDM မြိုင်ပကဖပေါပကဖဒေသရင်းတပ်ပေါင်းစုများဖြစ်သည့်ပခုတ်ကူခရိုင်လိုခဲ့တဲ့ရင်ပခုတ်ကူခရိုင်စစ်သားများနဲ့ပူးပေါင်းလို့ဆောင်ခဲ့ကြောင်းသိရပါတယ်ရှင်။